အဲ့ဒီတော့22ရက်နေ့ပေါ့နော်ပြီးခဲ့တဲ့ဒီနေ့ပေါ့နော်22ရက်နေ့မှာဘုဒ္ဓဟူးချူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုပြောင်းနေပေါ့နော်အဲ့တော့ဘုဒ္ဓဟူးချူပြောင်းတဲ့အတွက်ကျမတို့ကဘာလို့ဂျုံရတယ်လဲလို့ပြောရင်ဘုဒ္ဓဟူးကကရကတ်မှာရှိနေတယ်ဆိုတာကနော်မေထုံမှာရှိနေတာကဒါသူ့အိမ်မှာသူရှိတဲ့အတွက် ိတ်ပြီးတော့ပြဿနာမရှိဘူးသို့တော့ကတကတ်ကိုပြောင်းတဲ့အခါကျတော့ဘာတွေကြုံရနိုင်တယ်လဲဆိုရင်နံပါတ်1ကဘေးရန်မကင်းကြုံရတတ်တယ်နော်ဘေးရန်မကင်းတာကဘလို့တွေဘသူတွေဘေးရန်မကင်းတာလဲလို့ပြောရင်တကဘာလုံးအနေနဲ့ဘေးရန်မကင်းဘူးနော်အဲ့တော့တကဘာလုံးအနေနဲ့ဘေးရန်မကင်းဘူးအဲတကဘာလုံးအနေနဲ့ဘေးရန်မကင်းတဲ့နေ့မှာပဲအဲအမေရိကန်ကဒီစစ်ပွဲထဲမှာပါလာပြီပေါ့နော်အဲဒါလည်း အကြောင်းရင်းကဒါလေစိတ်ပူရမယ်အနေထားတစ်ခုပေါ့နော်။ဘာကြောင့်လဲဆိုတော့တတိယကဘာစစ်တီစစ်နိုင်တယ်ဆိုတဲ့အလားလာရခိုင်တုံးကပုံများလာတယ်ပေါ့နော်။ဒါဘေဒင်တွက်တဲ့လူတွေနက္ခတ္တဗေဒ ညာရှင်တွေကလည်းဒါကိုကြူပြီးတော့ခံမှန်းကြတာတွေရှိပါတယ်เนาะအဲ့တော့ဒါလည်းတပိုင်းပေါ့เนาะအဲ့တော့ဒီကရကတ်ယာတီမှာဗုဒ္ဓဘူးရှိနေတာဘေးရမကင်းနေကြုံရတတ်တယ်ဒါအပြင်အနိုင်ကျင့်တာတွေပို့ပြီးတော့များလာတတ်တယ်ပေါ့เนาะအနိုင်ကျင့်တာကဘာတွေလဲလို့ပြောရင်ပြောရင်တော့ကြီးနိုင်ငယ်ညင်းပေါ့နော်အင်အားကြီးတဲ့လူတွေကအင်အားငယ်တဲ့လူတွေကိုအနိုင်ကျင့်တာပေါ့နော်အကြီးတွေကအငယ်တွေကိုအနိုင်ကျင့်တာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူတွေက ပြည်သူပြည်သားတွေကိုအနိုင်ကျင့်တာဒါမျိုးတွေနော်ဥမာစီးပွားရေးမှာဆိုလဲအင်အားကြီးတဲ့စီးပွားရေးဓမားကြီးတွေကနော်အင်အားသေးတဲ့စီးပွားရေးဓမားလေးတွေကိုအနိုင်ကျင့်တာပေါ့အဲ့လိုမျိုးကြီးနိုင်ငယ်ညင်းတွေကပို့ပြီးတော့ပေါ်လာနိုင်တဲ့အလားလားရှိပါတယ်နော်ဒါဂျူရီအပြောင်းလဲရပါပေါ့နော်အဲ့တော့ဒါအပြင်ကျမတို့ကတဘာဝဘေးစစ်ဘေးယောဂဘေးရလဲဒီကာလဒီနှစ်အတွင်းမှာရှိနေသေးတယ်ပေါ့နော်အဲ့တော့ တဘာဝဘေးလို့ပြောရင်လေမုံတိုင်းလေစင်နမမုံတိုင်းနေနဲ့အလတ်စားအင်အားရှိတဲ့အလတ်စားအင်အားရှိတဲ့မုံတိုင်းဒီကျုံကနိုင်တယ်ရည်ကြီးတာတွေရည်ရှန်တာတွေကြုံရသလိုတစ်ဖက်မှာလည်းရည်ပြက်လက်တာတွေနော်တောက်ရည်သုံးရည်အခက်ခဲတွေ့တာတွေဒါမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်ပြီးတော့လူလိန်လူကောက်လူညာတွေပေါ်လာတာလည်းကြုံရနိုင်တယ်ပေါ့နော်ဒါက ကျွန်မတို့ကဘာဘေးစစ်ဘေးယောဂဘေးအပြင်ကျွန်မတို့ဂယုဆက်ရမှာကကြီးနိုင်ငင်းညင်းနေပုံများလာတဲ့အတွက်ဒါကတော့အထူးဂယုဆိုင်ပါလို့ကျွန်မကမြစ်တာနဲ့မှာကြားချင်တယ်အဲ့တော့ဒီကာလမှာဘလိုမျိုးအစီရင်ရရာကပြုတ်တင်တာလဲလို့ပြောရင်နံပါတ်1ကစံပြုတ်ဆုံးကတ်ပါနော်စံပြုတ် ။စံပြုတ်ကိုတခြားစံမုံစံပြုတ်ပဲဖြစ်ဖြစ်စံပြုတ်ဆုံးကတ်ပါနော်။တချို့ရက်တွေမှာနဝင်းဆုံးကတ်လို့ရတယ်။တချို့ရက်တွေမှာတော့စံပြုတ်ဆုံးကတ်ပါ။ကြီးနိုင်ငင်းင်းကိစ္စတွေရှိတဲ့အတွက်အိမ်ကသားသမီးတွေကိုနော်မိသားစုဝင်တွေအားလုံးတနေ့ကိုတံဖုတ်တွေ36ခောက်စီပူဇော်ပါနော်တံဖုတ်တွေပူဇော်ခြင်းအားဖြင့်ပြီးတော့ကျမတို့ကဟုတ်ပြီ တန်ဖိုးတည်နောက်ပြီးတော့ကျမတို့မေတ္တာသုံးပေါ့နော်မေတ္တာဘာဝနာပွားတာအပြင်ဒါရဏပရိတ်ကိုလည်းပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းချင်ပါတယ်နော်ဒီကာလမှာဒါရဏပရိတ်ကိုပူဇော်ခြင်းအားဖြင့်နော်အထိုက်အလျောက်အညံ့အဆိုးတွေသက်သာနိုင်ပါတယ်ဆံပြုတ်ဆုံးကပ်ပါတံပုတ်တွေကို36ခေါက်ပူဇော်ပါမြတ်တာသုတ်ကို အချိန်အားရှိ အချိန်ရှိနေသည်၍မေတ္တာသုတ်ကိုပွားနေပါနော်မေတ္တာသုတ်ကိုမရဘူးဆိုရင်လူနဲ့မြန်မာတတဝါတွေစမ်းမာပါစေချမ်းသာပါစေဘေးရန်ဒီလိုချင်းအချင်းချင်းကင်းရှင်းကြပါစေဆိုပြီးတော့လေပူဇော်နိုင်ပါတယ်နော်ပြီးတော့ကျမတခုထပ်ပြီးတော့ပေါ့နော်ဒါအိမ်ကနေတချို့အရေးကြီးတဲ့နေ့တွေရှိတယ်အဲ့လိုအရေးကြီးတဲ့နေ့တွေမှာနေ့ကျန်းတဲ့နေ့တွေအရေးကြီးတဲ့နေ့တွေမှာအိမ်ကနေမထွက်ခင်မှာ နော်ကိုသွားမယ့်နေရာဥမာအလုတ်ဖြစ်ခြင်းဖြစ်မယ်ကြောင်းဖြစ်ခြင်းဖြစ်မယ်ခရီးဖြစ်ခြင်းဖြစ်မယ်ဈေးသွားဝယ်တာပဲဖြစ်ခြင်းဖြစ်မယ်အဲ့လိုမျိုးနေ့တွေမှာပထမဦးဆုံးလောက်ရမှာကအိမ်ကနေထွက်တော့မယ်မထွက်ခင်မှာပထမဦးဆုံးဖျားရှိခိုးသွားပါဖျားရှိခိုးတဲ့အခါမှာအရှိရှိခိုးစရာမလိုဘူး ဗုဒ္ဓံသဏ္ဍန်ကိသမိဓမ္မံသဏ္ဍန်ကိသမိတန်ခံသဏ္ဍန်ကိသမိဒုတိယမိဗုဒ္ဓံသဏ္ဍန်ကိသမိဒုတိယမိဓမ္မံသဏ္ဍန်ကိသမိဒုတိယမိတန်ခံသဏ္ဍန်ကိသမိတတိယမိဗုဒ္ဓံသဏ္ဍန်ကိသမိတတိယမိဓမ္မံသဏ္ဍန်ကိသမိတတိယမိတန်ခံသဏ္ဍန်ကိသမိနော်သရဏဂုံတီပါပြီးရင်ငါးပါးတီလာကိုအញ្ញံယူပါငါးပါးတီလာယူမယ်ပြီးရင်မလုပ်မလဲလို့ပြောရင်နော်ကျွန်တော်ကိုစောင့်တော့ကိုစောင့်နှန်းနဲ့တကွနော် တောဆောင်တမာဒီဝနှကောင်းနဲ့မြက်အပေါင်းတို့နော်ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုသင်တို့ကမြတ်တာအမျှပေးပါလေသင်တို့ကလည်းဤတနေ့လုံးဤနေ့အဖို့ကျွန်ုပ်သွားလီရာနေရာမှာဘေးမတည်ရမခပဲနော်ပြုလုပ်ရမည့်ကိစ္စတွေကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အတွက်ကျွန်ုပ်ကိုဆောက်ရှောက်ပေးပါလို့နော်အဲ့ဒီလိုမျိုးမြတ်တာ ဘယ်လိုပြောမလဲဆူတောင်းမယ်ပေါ့နော်ကျွန်မရေစုံဖြစ်စေချင်တာကဘုရားရှိခိုးမယ်ပြီးရင်ငါးပါးသီလယူမယ်ပြီးရင်နော်ဘုရားရှိခိုးတာတရဏဂုံတည်တယ်ပြီးရင်ငါးပါးသီလယူမယ်ပေါ့နော်ပြီးရင်ဖြစ်နိုင်တယ်ဆိုရင်တော့ဂုံတော်၉ပါးကို၃កောက်သို့မဟုတ်၉កောက်ပူဇော်ပါနော်အဲ့လိုပူဇော်ပြီးရင်ကျမတို့ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုလေကျွန်ုပ်ညကျွန်ုပ်ဤကိုးစားနှဲ့နှင့်တကွ နော်အဲတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကစိုးပုံမစိုးအာကာသစိုးနဲ့ဝိသဝင်နဲ့သာသနာတော်ဆောင်နဲ့သမုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပြစ်စုံနဲ့စတူလောကပါလနဲ့တကြားမြမသူရာယမဆရှိသောနေပြမအပေါင်းတို့အားကျွန်ုပ်ကမေတ္တာအမြပေးဝေပါတယ်ဆိုမေတ္တာဖို့အမြဝေပါပြီးရင်ဤကဲ့သို့ပြုရသောကုသိုလ်တို့ကြောင့်နော် ကို့မှာကိုကဘာကိုဆူတောင်းရမလဲလို့ပြောရင်เนาะဤနေ့ကျွန်ုပ်ပြုသမျှเนาะကိုသွားမဲ့နေရာကိုမှန်းလိုက်စိတ်ကမှန်းပြီးတော့ကျွန်ုပ်เนาะသွားမဲ့နေရာကျွန်ုပ်ပြုသမျှကိစ္စအဝါဝအားလုံးဘေးအန္တရာယ်ကင်း၍เนาะအဆင်ပြေချုံးမွေ့စေရန်အတွက်ကျွန်ုပ်ကိုကူညီပေးပါစောင့်ရှောက်ပေးပါဆိုပြီးတော့ မေတ္တာပို့ပြီးတော့ဆုတောင်းပါเนาะဒါလေးကိုတော့ကျွန်မထင်တယ်လုံနိုင်ပါလိမ့်မယ်အဲ့ဒီလိုလေးလုံသွားပါเนาะတချို့ကလည်းအဲ့လိုရှိရှိဝူးဝေးယူရတာ၄မယူချင်ဘူးဆိုရင် အိမ်မှာအမေရှိ အမေကိုယူယူသေးသေးနဲ့လက်အုပ်လေးချီပြီးတော့ကတော့သွားပါအမေအပြစ်သွားအောင်မယ်ဆိုရင်အမေကအေးငါသားလေးချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်တိတ်ကောင်းလေး နော်ငါသမီးလေးကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်သိတ်ကောင်းတယ်နော်အဲ့ဒီလိုမျိုးမိဘကို အဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်နော် သွားကန်ဒီမှာလက်အုပ်ချီကတော့ပြီးတော့မိဘရဲ့ဆုတောင်းတာကိုလက်ခံပြီးမှသွားပါလို့ကျမကမြစ်တာနဲ့အထူးမှာခြင်းပါတယ်ခိကာလာအင်မတန်ကျမ်းပါတယ်နော်ဘသူမဆိုးအချိန်မရွေးတခုခု ဖြစ်သွားနိုင်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ကျမကတော့နော် ဒါလေးကိုတော့လှုပ်ဖြစ်အောင်လှုပ်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နော်ဟုတ်ပြီအဲ့တော့ကျမအခုနှစ်ဂျူလ23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းမှာကျမတို့ညောဂျူနီထားပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်ရံတွေကိုကျမပြောပါမယ်နော်ဂျူလ23ရက်နေ့ပေါ့နော်ဂျူလ23ရက်နေ့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ အဲတုထိယရုပ်ပေါ့နော်ကျမတို့အဲတုထိယရုပ်နဲ့ညနေ3နာရီမှာကြီးပွားတိုးတက်စေတဲ့ဝေပုမာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုတော့နေကောင်းတယ်လို့ပြောရမယ်ပေါ့နော်နေကောင်းတယ်နေကောင်းတဲ့နေ့လို့ပြောနိုင်ပါတယ်နော်အဲ့တော့အဲ့ဒီနေ့မှာတော့ရှောင်းရံအမောင်ကာလကိုကျွန်မပြောပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက်9:30နော်ရှောင်းရံအမောင်ကာလကမနက်9:30 ်နော်မနေ့9နာရီ30ကနေပြီးတော့မနေ့9နာရီအတွင်းနော်နေ့တနာရီ33မိနစ်ကနေပြီးတော့ညနေ4နာရီနဲ့27မိနစ်အတွင်းကအချိန်ခါမကောင်းပါဘူးနော်အဲ့ဒီအချိန်ခါကိုရှောင်ပြီးတော့ကိုလုတ်ချင်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလုတ်ဆောင်မယ်ဆိုရင်တော့လုတ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ ဆင်ဆွဲရောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စီတဲ့အရောင်ကဆင်ဆွဲရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်เนาะရှူပွားရမယ်ဂါထာကတော့တံပုန်တီဂါထာနဲ့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဆုံးကမယ်ဆိုလို့ရှိရင်เนาะဒီလိုနေ့မှာနဝင်းဆုံးတက်လူပူဇော်နိုင်ပါတယ်เนาะ ဇွန်လ24ရက်နေ့ပေါ့နော်ဇွန်လ24ရက်နေ့အင်္ဂါနေ့เนาะဇွန်လ24ရက်နေ့အင်္ဂါနေ့ရတော့မာတင်ကရုပ်လို့ခေါ်တဲ့เนาะဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကရုပ်နဲ့ပင်မန်းစင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့ရက်ခါတရုပ်ရတဲ့နေ့ဖြစ်ပါတယ်။ညရအကောင်းအဆိုးရောနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရအမောင်ကာလကတော့မနက်10:00နာရီနဲ့54မိနစ်ကနေပြီးတော့ နေ့တနာရီနဲ့၈မိနစ်အတွင်းဟာအမောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့။เนาะဒါလူတိုင်းအတွက် ပြောတာပါနော်။လူတိုင်းအတွက်ပြောတာပါ။နိုင်ငံတိုင်းအတွက်ပြောတာပါ။အဲ့ဒီကာလဟာအမောင်ကာလဖြစ်တယ်။နေ့တနာရီနဲ့52မိနစ်ကနေပြီးတော့ည12နာရီအတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာက အမောင်ကာလ ကြီးစိုးတဲ့နေ့ပါเนาะအဲ့တော့အင်္ဂါနေ့လည်းဖြစ်တယ်အမောင်ကာလာလည်းကြီးစိုးတဲ့အတွက်เนาะကံကောင်းလက်ပွင့်စေရဲ့အရာဝင်တဲ့အဖြူရောင်ကိုဝတ်ဆင်နိုင်ပါတယ်เนาะရုပ်ပွားရမယ်ဂါတာအော် sorry အရက်မျက်နာပေါ့เนาะအရက်မျက်နာအနေနဲ့ဆိုရင်အနောက်တောင်ရက်ပါရုပ်ပွားရမယ်ဂါတာအနေနဲ့ဆိုလို့ရှိရင်เนาะဒါဒနာပရိမြတ်တာသုံးတဲ့သံပုတ်တေဂါတာပဲဖြစ်ပါတယ်เนาะလူတန်းရမယ် အခါရလှူဒန်းရမယ်စွန်းအနေနဲ့ဆိုရင်တော့စံပြုတ်လှူဒန်းမှာ2020 sorry 25ရက်နေ့ဇွန်လ25ရက်နေ့ကတော့เนาะချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့နေ့အကောင်းအဆိုး ရောထွေးနေပါတယ်။အမောင်ကာလာကတော့နေ့12နာရီရနေပြီးတော့နေ့တနာရီနဲ့မိနစ်30အတွင်းကအချိန်ခါမကောင်းပါဘူး။အဲ့ဒီအချိန်ခါလာကိုကြော်လွန်ပြီးတော့ကိုက အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့အသင့်အတိတ်ကောင်းပါတယ်နော်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အပြာရောင်ဖြစ်ပါတယ်။အရက်နဲ့နာနေနေဆိုရင်တော့အနောက်အရက်ပဲဖြစ်ပါတယ်။ ရွပွားရမယ့်ဂါထာကတော့ဘုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုရွပွားပါကတ်လူရမယ့်စိုးနေနေကတော့စံပြုတ်ကိုလူတန်းမှာလူကျမမြေတာနဲ့တိုက်တွန်းပါတယ်ဇွန်လ26ရက်နေ့ကြာတပတိနေ့ကတော့ကာလနာယုတ်နဲ့ကာ sorry ကာနာယုတ်နဲ့ကာနာယုတ်ဆိုတာကဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ယုတ်ကကာနာယုတ်ပါเนาะအဲ့တော့ကာနာယုတ်နဲ့เนาะ ကိစ္စအဝဝကိုအောင်မြင်ပြီးစီးစေတတ်တဲ့သိတိယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေ့ပါနော်။ဒီကာလတွေသတိထားမိလားမသိဘူး။တော်တော်များများအကောင်ရောအဆိုးရောကျမတို့ကြုံနိုင်တဲ့ကာလတွေဖြစ်နေတာတွေ့ရတယ်ပေါ့နော်။ရှောင်းရံအမှောင်ကာလကတော့မနဲ့နော်အမ် sorry နေ့လေပေါ့နော်။နေ့လေတနာရီနဲ့30မိနစ်ကနေပြီးတော့ညနေ3နာရီအတွင်းဟာအချိန်ကာလ မကောင်းပါဘူးအဲ့ဒီရှောင်ရင်အမောင်ကာလကိုရှောင်ပြီးတော့ကျမတို့เนาะကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်เนาะကျမကတော့ဘယ်အချိန်ကိုလှုပ်ဆောင်စီခြင်းတလဲလို့ပြောရင်နေ့7နာရီနဲ့36မိနစ်အလွန်ကြမှတိတ်တိတ်ရုပ်ရတာအဲ့တော့ လုံးမယ်ဆိုလို့ရှိရင်เนาะနေ့7နာရီရနေပြီးတော့နေ့7နာရီခွဲမတိုင်ခင်မှာလှုပ်ဆောင်စေချင်တယ်เนาะကောင်းတဲ့အချိန်ကာလကနေ့7နာရီခွဲမတိုင် sorry 7နာရီခွဲပြီးမှ7နာရီနဲ့36မိနစ်မှဒီဟာကသိတိရုပ်ကိုပြောင်းတာပေါ့เนาะအဲ့တော့7နာရီနဲ့မိနစ်40ကနေနေ့တနာရီ30မိနစ်မတိုင်မီမှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကို လုပ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်။ရွှေရောင်အဝါရောင်ကံကောင်းလက်ပွင့်စေပါမယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရှုပွားမယ်ဒါရကတော့မေတ္တာသုံးတဲ့မေတ္တာသုံးတဲ့ဒါရဏပရိဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်တတ်တဲ့လူတွေပဋ္ဌာန်းရွတ်လေးရှိတဲ့လူတွေကလည်းအဲ့ဒီနေ့မှာမေတ္တာသုံးတဲ့ပဋ္ဌာန်းကိုပူဇော်လို့ရပါတယ်။လှူဒန်းရမယ်နော်အခါရလှူဒန်းရမယ်စိုးအနေနဲ့ရတော့နဝင်းစိုးကိုလှူဒန်းနိုင်ပါတယ်။ဇူလ28ရက်နေ့ကတော့တောက်ကြာနေ့ဖြစ်ပါတယ်။တောက်ကြာနေ့မှာတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံဘကရုပ်နဲ့နော်နနက်7နာရီအလွန်မှာတော့ လူတွေထိကိုက်ဆုံးရှုံးစေတတ်တဲ့သိဆုံးစေတတ်တဲ့ဥပါဒါယရထားတဲ့နေ့ဖြစ်ပါတယ်เนาะပြောမယ်ဆိုတော့တဏီကုံနေ့ချမ်းပါတယ်တောက်ကြနေဖြစ်ပေမဲ့နေ့ချမ်းနဲ့အခါချမ်းနဲ့အတွက်အောင်မြင်စီလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ပါနဲ့လို့ကျွန်မအမြင့်တာနဲ့တိုက်တွန်းပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ အစိမ့်နူရောင်အပြာရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ပဲဖြစ်ပါတယ်เนาะရွပွားမဲ့ဃာရာကတော့မြစ်တာသုံးเนาะယတနာသုံး sorry ယတနာသုံးမြစ်တာသုံးပုပ္ပနာသုံးအဲ့ဒီပရိကြီးဆက်သက်သက်ထဲအဲ့ဒီသုံးသုတ်ကိုပူဇော်ပါလှူဒန်းရမဲ့เนาะစိုးအနေနဲ့ကတော့နဝင်းစိုးကိုလှူဒန်းနိုင်ပါတယ် ဇူလ28ရက်နေ့ပေါ့နော်ဇူလ28ရက်နေ့ကတော့ကျမတို့စနေနေ့ဖြစ်ပါတယ်စနေနေ့ကတော့တိုးတက်ကြီးပွားစေတဲ့တဲ့မိထာယုတ်နဲ့ဖုံးကန်ကြီးမားစေတဲ့တဲ့မာနာတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နေ့ကောင်းတနေ့ဖြစ်ပါတယ်စနေနေ့ဖြစ်ပေမဲ့နေ့ကအထူးကောင်းပါတယ်เนาะအထူးကောင်းတဲ့အတွက် ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ဆောင်ရွက်တာတွေငွေကြေးကိစ္စတွေလှုပ်ဆောင်မလားနော်နောက်ရေရီယာခြေတာတွေနော်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲစေးဖော်တာတွေဒါလောကီပညာနဲ့ဆိုလို့ရှင်လဲဒီနေ့ကလှုပ်တဲ့နေ့ပေါ့နော်ပြီးတော့လောကီပညာနဲ့မဟုတ်ဘူးကျမတို့ကြောင်းတက်ဖို့ပေါ့နော်ဒါတခုခုစတင်တာတွေပေါ့နော်အဲစိုက်သိပ်ဖွင့်တာတွေဒါမျိုးတွေလုပ်မယ်ဆိုလဲဒီနေ့ဟာလုပ် ခါကောင်းတဲ့နေ့ပေါ့နော်အမောင်ကာလကတော့မနေ့တနာရီခွဲရနေပြီးတော့မနေ့9နာရီနဲ့6မိနစ်တွင်းကအမောင်ကာလဖြစ်သလို မနေ့9နာရီရနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်။အဲ့ဒီအမောင်ကာလကိုရှောင်ကျဉ်ပြီးတော့ကျမတို့ကကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်လို့ရပါတယ်เนาะ။ဟိုဆက်မနာတွေလုပ်တာတွေเนาะ ဘယ်လိုပြောမလဲဟိုကုန်ပစ္စည်းတွေစဖြန့်တာတို့ဟလာစချုပ်ချုပ်တာတို့နော်ဒါမျိုးတွေလုပ်မယ်ဆိုလဲလုပ်လို့ရပါတယ်ထီကန်ဆန်းရင်လည်းကောင်းတဲ့နေ့ပါနော်အဲဒီနေ့အဲ့နေ့ကကျွန်မထင်တယ်ထီကန်ဆန်းလို့ကောင်းတဲ့နေ့နော်ခိုင်းတီဆိုရင်အဲစနေနေ့ဂျုံလာ28ရက်နေ့စနေနေ့မှာထီကန်ဆန်းကြည့်ပါနော်ထီကန်ဆန်းလို့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဂျုံလာ29ရက်နေ့တနင်္ဂနွေနေ့ကတော့ ဖြစ်စည်းဆုံးရှုံးမှုတွေကိုဖြစ်စေတတ်တဲ့ဝစီယာယုံနဲ့เนาะမနက်7:00နာရီနဲ့58မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲတွေကိုဖြစ်စေတတ်တဲ့မူကားယုံရထားတဲ့နည်းဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တစ်နေ့လုံးနေ့မကောင်း အခါမကောင်းပါဘူးเนาะအဲ့တော့ဒီလိုနေ့မှာတော့ جماعه က อ๋อคุณน่ะ sorry คุณน่ะสนีนี่มาเนาะ sorry sorry จม้าตะคู่เปียวโหจังแก่สนีนี่มากั่นก้าวเล็บป่วนสีเนี่ยอย่างเนาะกั่นก้าวเล็บป่วนสีเนี่ยอย่างก็รอมีโกหยางแน่ปยาหยางนีเกหยางเนี่ยဖြစ်ပါเนาะอนาคตองอเย็ดก็กั่นก้าวเล็บป่วนสีเนี่ยอเย็ดဖြစ်ပါတယ်ยุบแผ่ย่แม่กုံတော်ก็รอ ဘုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုရွတ်ဖတ်နိုင်ပါတယ်မြတ်တာတို့ကိုပူဇော်မယ်ဆိုရင်တော့ပူကောင်းပါတယ်เนาะလှူဒန်းရမယ်အခါရလှူဒန်းမယ်ဆုံးကတော့နဝင်းဆုံးမယ်ဖြစ်ပါတယ်ဂျူလ29ရက်နေ့တနင်္ဂနွေနေ့ရတော့เนาะပျက်စီးဆုံးရှုံးစေတတ်တဲ့ဝစီယယုတ်နဲ့ရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲကိုဖြစ်စေတတ်တဲ့မူကယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะဒီလိုနေ့မှာတော့ ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုရှောင်ပြင်းတယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်။တနေ့လုံးလဲအမောင်ကာလကတနေ့လုံးမကောင်းပါဘူးနော်။အဲ့တော့အဲ့လိုနေ့မှာကောင်းကောင်းလက်ပွင့်စေတဲ့အရာကတော့မိခိုးရောင်ဖြစ်ပါတယ်။အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်အရက်ဖြစ်ပါတယ်။ရွတ်ဖက်ရမယ်။ဂါထာကတော့ ဂုံတော်ကိုပါကိုရွတ်ဖတ်ပါပြီးရင်ကျမတို့ဒါရဏပရိတ်တော်ကိုရွတ်ဖတ်ပါမေတ္တာသုတ်ကိုပွားများပါလှူဒန်းရမယ့်စိုးအနေနဲ့ကတော့ကျမကတော့လှူဒန်းရမယ့်စိုးအနေနဲ့ကတော့နဝင်းစိုးသို့မဟုတ်ဆံပြုတ်တဲ့လျော်ရအောင်လူတန်းနိုင်ပါလေတနင်္ဂနွေနေ့မှာကျမပြုလုပ်စီကျင်တာကတော့အိမ်ကဖျားစင်ကိုတန်ရှင်းလောက်တာ၄လုပ်စီကျင်ပါတယ်နောက်ဖုန်ကြီးเจ้าနေဟလာတော့နောက် ိုအထွတ်မြတ်ထားတဲ့နေရာတွေမှာ လူဝင်လူသွားလူလာတွေအတွက်တန့်ရှင်းအောင်ပေါ့နော်ဓမ္မယုံဘုံကြီးကြောင်းနော်ရက်ွက်ဓမ္မယုံတို့မှာတန့်ရှင်းလောက်တာမျိုးတွေလှုပ်ဆောင်တဲ့လို့ကျွန်မအနေနဲ့ယူဆပါတယ်နော်ဒါကတော့ဇူလ23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရံရှောင်းရံတွေကို ပြောသွားတာဖြစ်ပါတယ်။ချစ်တော်သူများဒီကာလဟာကျမတို့ဂယူဆိုင်ရမယ့်ကာလဖြစ်တဲ့အတွက်အားလုံးပဲဂယူဆိုင်ပါလို့ကျမကချစ်ချင်းမြတ်တာနဲ့ကျမကတိုက်တွန်းအပ်ပါတယ်။